အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါရစေဒီနေ့မှာကျွန်တော်က YouTube ကနေသချင်းတွေဗီဒီယိုတွေနားထောင်တဲ့အခါမှာကြော်ညာတွေခဏခဏတက်လို့စိတ်ပြက်နေတဲ့သူတွေအတွက်စိတ်ရှုပ်တဲ့သူတွေအတွက်ပေါ့နော်အကောင်းဆုံး software လေးတစ်ခုကိုကျွန်တော်လာပြီးမျှဝေပေးတာဖြစ်ပါတယ်နော်အဲ့ဒီ software လေးကတော့ PURE P2 PURE2 ဆိုပြီးဆိုဖြစ်ပါတယ်ကျွန်တော်တို့တွေကအဲ့ဒီ software လေးကို Play Store ကနေပြီးဆိုတရားဝင် download သွားဆွဲလို့ရပါတယ်နော်ဒီဒီမှာဆို Play Store ထဲကိုဝင်လိုက်မယ် PURE ဆိုကျွန်တော်တို့နှိပ်လိုက်မယ် TU BE ပေါ့နော်အဲ့ဒါမှဆို ေါ်လာပြီပေါ့နော်ဒါဆိုတော့ဒီဒီကောင်လေးပေါ့နော်ဒီ software လေးကျွန်တော်ကတော့ download ဆွဲထားပြီးသွားပြီးဖြစ်တဲ့အတွက်ကျွန်တော် download မဆွဲပြတော့ဘူးပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကအဲ့ဒီ software လေးထဲကိုဝင်လိုက်မယ် okay တကယ်လို့ဒီမိတ်ဆွေတို့ကပေါ့နော်ဒီ software ကိုပထမဦးဆုံးစာဝင်နေဆိုရင်ပေါ့နော်ဒီသူက allow နေပါတယ်သူဖွင့်ခိုင်းမယ်ပေါ့နော်ဒါကျွန်တော်တို့ဖွင့်ပေးလိုက်ရုံပဲပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်ကဓမ္မပေါ့နော်တခြင်းတစ်ပုတ်ဖွင့်ပြမယ်နော်တခြင်းတစ်ပုတ်ဓမ္မဆိုဒီကောင်လေးဆိုရင်ဒါ ဒီနားထောင်ထားတဲ့နားထောင်ထားတာပေါ့နော်1 million view တောင်ရှိတယ်ပေါ့နော်ဒါဆိုတော့အဲ့လိုမျိုး1 million view ရှိတဲ့တချင်းရဲ့ဗီဒီယိုတွေဆိုရင်ကြော်ညာတွေကတော့လက်ကုံဝင်တယ်ဒါဆိုတော့ကြော်ညာဝင်လားမဝင်လားဆိုတော့ကျွန်တော်တို့စမ်းကြည့်မယ်โอเคเนาะဒီမှာဆိုကျွန်တော်တို့တွေဖွင့်လိုက်တာနဲ့တချင်းကတန်းလာတာပဲပေါ့နော်ဘာကြော်ညာတွေဘာတွေမှမရှိဘူးပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဒီအောက်မှာရှိတဲ့ဒီ background play ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ်ပေါ့နော်ခဏစောင့်မယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီကဒီသချင်းရဒီ background play အနေနဲ့ပေါ့နော်သူသွားနေပြီပေါ့နော်ကျွန်တော်တို့ဒီက software တွေကနေထွက်လာပြီးပြီးဆိုရင်ကျွန်တော်တို့ဒီကတခြားဒီဖုန်းမှာပေါ့နော်ဘာတွေလောက်ချင်လဲလောက်လို့ရတယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဒီဖုန်း screen ပိတ်ပြီးတော့လဲဒီနားထောင်လို့ရတယ်ပေါ့နော် okay ဒီ software လေးကတော့ကျွန်တော်တို့တွေဒီဘာကြော်ညာတွေဘာတွေမှလုံးဝမတက်ပဲနဲ့ဒီ YouTube ကတချင်းနေဗီဒီယိုတွေကိုလုံးဝအေးအေးဆေးဆေးဒီနားထောင်မဲ့ကြည့်မယ်ဆိုတဲ့လူတွေအတွက်အကောင်းဆုံး software ပဲဖြစ်ပါတယ်เนาะ okay ဒါကတော့ကျွန်တော်ဒီ software လေးကို live မျှဝေပေးတာဖြစ်ပါတယ်ကျွန်တော်ရဲ့ video ကိုအစနေဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့ channel ကို like and subscribe လေးမလုပ်ရသေးရင်လည်း like and subscribe လေးနဲ့အားပေးသွားကြပါဦးခင်ဗျာ